ဆရာမရောစာတီဖီကိတ်ရှိလားတဲ့အဲ့လိုမေးတော့ကျွန်တော်ကလည်းကြောဟာမှာပဲမရှိဘူးလို့ပဲเนาะ မင်္ဂလာပါဗျာကဲကျွန်တော်တို့ဒီတစ်ပတ် စကားဝိုင်းလေးမိထားတာလေးဖြေချင်တာကဒီကျွန်တော်တို့ဤပညာအကြောင်းမဟုတ်ဘူးဗျเนาะအဲ့တော့ကျွန်တော်တို့မိထားတဲ့ညီငယ်လေးကအောင်ဆိုးမင်းတဲ့เนาะသူကဘာမိထားလဲဆိုတော့ဗလာကြီးတိုင်း fitness knowledge ရှိတယ်လို့မဆိုနိုင်ပါဘူးဗျာတဲ့အလေးမအရင်ဗလာထွက်တာပဲဗျာတဲ့ဆရာလို့ပြောကြီးဆိုရင်ဆရာကဘာ certificate တွေရထားလဲတဲ့အဲ့လိုလေးမေးထားတယ်အဲ့ဒီမေးခွန်းကကြတော့ကျွန်တော်ဟိုတလောကတင်ထားတဲ့ တဲ့အပေါင်းနဲ့ညီညာချင်းဆိုတဲ့ဗီဒီယိုလေးကမှမေးထားတဲ့မေးခွန်းလေးဗျเนาะအဲ့တော့ညီလေးအောင်စိုးမင်းမေးထားတဲ့အတိုင်းเนาะဘလာကြီးတိုင်း fitness knowledge ရှိတာမဟုတ်ဘူးเนาะအလေးမရင်ဘလာထွက်တယ်เนาะဘလို့မှမထွက်တယ်เนาะအဲ့တော့အဲ့ဒီဘလာကြီးတဲ့သူတွေမှာ ီမိဖလက်မှတ်တွေရှိလားအဲ့လိုလေးပေါ့ဒါကတော့ဗမာလိုရိုးရိုးလေးကျွန်တော်ပြောရတာဟုတ်နော်အဲ့လိုလေးမေးထားတာဆိုတော့စကားလုံးလေးကညီလေးပြောထားတဲ့ဟာလေးကရိုးရှင်းတယ်တကယ်ပွင့်လင်းတယ်နော်သူအမှတ်တမဲ့နားထောင်လိုက်ရင်တော့ဒီစကားလုံးလေးက ဒီနည်းနည်းလေးတပားသူတွေကိုထိခိုက်စေလို့ထင်ရပါ့မယ်မဟုတ်ဘူးညီလေးမေးထားတဲ့မိကွန်းလေးကအရန်လည်းဖြေလို့ကောင်းတယ်အရန်လည်းအထိပ္ပယ်ရှိတဲ့မိကွန်းလေးဖြစ်တယ်အဲ့ဒါကိုကျွန်တော်ကဘယ်လိုဖြေခြင်းလဲဆိုတော့ပထမတစ်ချက်ဗလာကြီးတိုင်း fitness knowledge ရှိတယ်လို့မဆိုနိုင်ဘူးတဲ့မှန်တယ်နော် ါကတော့အမှန်တရားပဲအဲ့တော့ဒီကိုကာယဗလာကဘယ်လိုဖွင့်ပြိုးကြီးထွားတောင်းတင်းလာတာတော့အဲ့ဒါကိုကျွန်တော်တို့ကမူတည်တာနော်ကျွန်တော်ငငယ်ကဆိုရင်ကျွန်တော်တို့ယွာမှာ ကျွန်တော်မှတ်မိတယ်သူ့နာမည်ကကိုအောင်သိန်းထွန်းနဲ့ကျွန်တော်အကူအရွယ်ပါပဲကိုကာယကျွန်တော်အမြင်မှာတော်တော်ကြီးကိုတောင်းတင်းခဲ့တယ် เนาะကျွန်တော်အားကြတဲ့သူထဲမှာတယောက်ပါတယ်เนาะဒါပေမဲ့ तू ကလေ့ကျင့်ခန်းလုပ်လို့ဘလားထွက်တော့မဟုတ်ဘူးသူ့ရဲ့မိဘမျိုးရိုးနဲ့တောင်ယာလုပ်ငန်းတွေလုပ်လို့ဘလားထွက်လာတာเนาะအဲ့တော့အဲဒါလို့လေ့ကျင့်ခန်းမလုပ်ဖဲနဲ့မိဘမျိုးရိုးတောင်ယာလုပ်ငန်းတွေလုပ်လို့ဘလားထွက်လာတဲ့ဘလားတမားကိုတော့ဒီဖက်နဲ့အတွေ့အကြုံရှိလားဘဟုတုတ္တရှိလားဆိုတော့သူဘာသိမှာတော့ ထင်းခုတ်လေယာလုံရင်းနဲ့ထွက်လာတဲ့ဗလာကိုဒါပဲသူ ပြောပြနိုင်မှာပေါ့နော်အဲ့ဒါကဗလာကြီးတိုင်းဒီ finite knowledge ရှိတာမဟုတ်ဘူးဒါအမှန်ပဲဝန်ခံပါတယ်နော်ဗလာကြီးတိုင်းထွက်တော့မဟုတ်ဘူးဒါပေမဲ့အခုညီလေးမေးနေတဲ့သူအမေးခံရတဲ့ကျွန်တော်ကြတော့ကျွန်တော်ကကျွန်တော်ရဲ့ခန္ဓာကိုယ်ကကျွန်တော်ရဲ့အဖေပြောခဲ့သလိုပဲတားငယ်တဲ့မင်းက ကားဗလာအားကစားတွေမလုံးနဲ့တဲ့ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးတဲ့။ဘာကြောင့်လဲဆိုတော့ကားဗလာအားကစားဆိုတာတဲ့။ငကိုရှိမှငကိုင်းထွက်တာတဲ့။မင်းခန္ဓာကိုယ်မျိုးနဲ့လုံနေတယ်လုံမောကြီးပဲဖြစ်မှာပဲတဲ့။ဘယ်တော့မှအောင်မြင်တဲ့အားကစားမှတရားမဖြစ်နိုင်ဘူး။အဲဒါလို့တော့ခန္ဓာကိုယ်မျိုးရတဲ့ကျွန်တော်ကစ조사လာခဲ့ရတာ။စ조사လာခဲ့ရတယ်ဆိုတော့ကျွန်တော်ကကံကောင်းထောက်မှစွာနဲ့ပဲမောင်မြမာဘွဲ့ မြန်မာပြည်ရဲ့ချန်ပီယံဘွဲ့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်အဲ့လိုတွေရခဲ့တာမဟုတ်ဘူးเนาะကျွန်တော်ကကျွန်တော်ရဲ့ကြိုးစားအားထုတ်မှုနဲ့အဲ့ဒါလို့နှစ်တည်းအများကြီးကြိုးစားခဲ့ပြီးတော့မြန်မာပြည်ရဲ့ချန်ပီယံဘွဲ့ကိုကျွန်တော်17ကြိမ်ရခဲ့တာเนาะပြီးတော့နိုင်ငံတကာစီးကိန်းပြိုင်ပွဲတွေမှာเนาะရွှေတစိမ့်ငွေတစိမ့်ကျေးတစိမ့်သုံးခုလုံးကိုကျွန်တော်ကစုကူရရှိခဲ့တယ်ထက်ဆင့်ရွှေလည်းရခဲ့တယ်เนาะအဲ့ဒါလို့ကျွန်တော်က ရခဲ့တဲ့သူတယောက်ကိုအဲ့လိုအမေးခံရတဲ့အခါကျတော့ကျွန်တော်ကနည်းနည်းဖြေဖို့ရာနည်းနည်းအားနာတယ်နော်ဘာကြောင့်လဲဆိုတော့ဟိုကိုဂုံကိုဖော်မသူတော်ဆိုသလိုကျွန်တော်တို့တွေမှာကကျွန်တော်မှာ knowledge ရှိပါတယ်ကျွန်တော်မှာပညာရှိပါတယ်ကျွန်တော်တို့ဘလို့မှဒါတွေကထုတ်ဖော်ပြောဆိုရမယ့်အရာတွေမဟုတ်ဘူးနော်အဲ့တော့ဒါညီလေးတို့ပဲဝေဖန်ပိုင်းချပါနော်ဗလာကြီးတိုင်းတော့ ဒီ finite knowledge ရှိတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့တွေကတကယ်ကိုစူးစမ်းပြီးတော့နှစ်ပေါင်းများစွာလေ့ကျင့်ပြီးတော့မောင်မြမာဘွဲတွေနိုင်ငံတကာ champion ဘွဲတွေကိုဆုတ်ခွေးရတာဖြစ်တဲ့အတွက်เนาะဒါကျွန်တော်တို့သိချင်းတက်ချင်းမသိချင်းမတက်ချင်းကိုဒါညီလေးတို့ပဲဆုံးဖြတ်ရမှာပါเนาะအဲလိုဖြစ်တယ်ပြီးတော့နောက်တစ်ချက်ကကျွန်တော်ကိုဆရာမာရော certificate ရှိလားတဲ့အဲ့လိုမေးတော့ ကျွန်တော်ကလည်းကြောဟာမှာပဲမရှိဘူးလို့ပဲเนาะဘာကြောင့်လဲဆိုတော့အခုညီငယ်မေးတဲ့မေးခွန်းကတခြားသောမြမလေးပြည်စင်နေမောင်မြမကြီးတွေလည်းအမေးခံရနိုင်နေတင်တယ်เนาะအဲ့တော့အဲ့ဒီမေးခွန်းကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့အခုချိန်ထိ စားသုံးနေကြတယ်ကောက်ပဲသီးနဲ့ဆန်စပါးတွေကိုစိုက်ပျိုးနေတော့နှစ်ပေါင်း3 50ရှိတော့တောင်သူဦးကြီးများကိုခမရတို့တွေကတောင်ယာရေလုပ်ငန်းတွေလုပ်နေပြီးတော့ခမရတို့ရဲ့ဆန်စပိုက်စိုက်တာမွေးကလေးအစိုက်နေလို့ခမရတို့မှာစိုက်ပျိုးရေးဘွဲ့နဲ့အကြောင်းပြီးထားလို့လားစိုက်ပျိုးရေးဘွဲ့ရလို့လားအဲ့ဒါလိုမေးလို့ဖြစ်နေတယ်ဟိုမှာမွေးကလေးလို့မီယိုဖလာတောင်ယာအလုပ်ကိုနှစ်ပေါင်းများစွာနော် ယာဒီဥရုပေါင်းများစွာကြံ့ကြံ့ခိုင်းပြီးတော့တကယ်ကိုကျွန်တော်တို့တဘာဝတရားကြီးနဲ့မြေပြင်လေပြင်ရေပြင်အကုန်လုံးသာသတာဖြစ်အောင်เนาะဒီနှစ်ကမိုးခေါင်နဲ့ဘာစဘာဆိုင်မယ်စမ်းသိန်ကြီးဆိုင်မယ်ငွေတိုးဆိုင်မယ်เนาะအဒီနေ့ကတော့မိုးများလို့အမထဆိုင်မယ်เนาะဘာဆိုင်မယ်ပေါ့ဗျာเนาะအဲဒါလို့တောင်သူဥကြီးတွေကယာဒီဥရုကိုတွက်ချက်ပြီးတော့เนาะစံနေစဘာတွေကောက်ပဲသင်းနှံတွေကို နှစ်စင်စိုက်ပျိုး ထုတ်လုပ်နေတာနော်နှစ်ပေါင်းအများကြီးကြာနေအဲ့လို ပုပ်ကိုအဲ့လိုတောင်သူဦးကြီးတွေကိုခမားတို့မှာနော်စိုက်ပျိုးရေးဘွဲ့လက်မှတ်ရှိလားဆိုပြီးတော့ကျွန်တော်တို့မိနစ်တစ်နှစ်မှာစိုက်ပျိုးရေးအကြောင်းအဆင်းလာပြီးတော့ចောင်းသားတယောက်ကသွားမေးတယ်လို့ဖြစ်နေမယ်လို့ပဲကျွန်တော်ကအဲ့လိုပဲပြောခြင်းတယ်အဲ့တော့ကျွန်တော်ကအခုညီငယ်လေးတကယ်မမွေးသေးပါဘူးเนาะကျွန်တော်ဒီညီမလေးတွေ ဖြစ်တဲ့အချိန်တွေမှာကျွန်တော်သိပါတယ်နော်အဲ့တော့အဲ့ဒီကလေးကကျွန်တော်တို့ကဒီအားကစားကိုแท้แท้ဝင်စူးစမ်းလောက်ကင်ပြီးတော့အခုအချိန်ထိအောင်ဒီကနေ့အချိန်ထိအောင်နော်လေ့ကျင့်နေစေနော်နောင်လဲလေ့ကျင့်နေအောင်ပါဘာကြောင့်လဲဆိုကျွန်တော်ကဒီအားကစားကိုတာမန်လေးဝါသနာပိုင်းတာမန်လေးချစ်မြတ်လို့တော့မဟုတ်ဘူးကျွန်တော်နောက်ထပ်ပြိုင်ပွဲတွေပြိုင်နေဖြစ်စေမပြိုင်နေဖြစ်စေကျွန်တော်ကလေ့ကျင့်ရတဲ့အရာသာကိုကြိုက်တယ်ကျမ်းမာကြံ့ခိုင်ခြင်းရဲ့ တရားသားကိုသဘောကျတယ်အဲ့တည်းကျွန်တော်ကကစားနေတာဖြစ်တယ်เนาะအဲ့ဒီကကိုကကစားလေလေကိုကလေ့ကျင့်လေလေကိုကဒီမှာတပည့်သားချင်းနေအများကြီးမွေးလေလေကျွန်တော်တို့အထွေကြုံနေရတနေ့တနေ့ကျွန်တော်တို့လောကကြီးကသင်ပေးတော့ပညာရတည်းကျွန်တော်ရရှိရလေးပဲကျွန်တော်တို့မှာကတကယ်တကယ်ပြောလို့ရှင်တော့ဘယ်သင်တန်းတစ်ခါမှမတက်ဘူးเนาะဘယ်လက်မှတ်တစ်ခုမှမရှိဘူးအဲလက်မှတ်တစ်ခုမှမရှိဘူးဆိုတော့ဟိုဒါကခုနပဲအဲ ညီလေးကြီးမေးထားတယ်ဒီ trainer လက်မှတ်လောက်ကိုပြောတာပါကျွန်တော်ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့နော် diploma တွေနော်တကယ်စုတစိတ်တွေနိုင်ငံတော်အဆင့်ပေးထားတဲ့လူမှုထူးချွန်စုတွေနော်ဒီဟာတွေကတော့ရှိတာပေါ့ဗျာအဲ့ဟာကိုကျွန်တော်လက်မှတ်လို့မတုံ့နှောင်းဘူးကျွန်တော်အခုကညီငယ်လေးမေးတဲ့ဟာပဲကျွန်တော်ကရှင်းပြပေးတာနော်အဲ့တော့နောက်တစ်ချက်ဗလာဆိုတာဝိမာယံထွက်တာပဲတဲ့ အဲ့ဒါကတော့ညီငယ်လေးပြောတာမှန်တယ်ဘလားဆိုတာဝိမာရင်ထွက်မှာပဲเนาะဒါပေမဲ့ဘယ်လိုထွက်မှာတော့ဘယ်လိုလုပ်မှာတော့ကျွန်တော်ပြောတာဒီလမောင်းရှိအကျွတ်သားကိုကြတော့ကျွန်တော်တို့ကเนาะပေါင်း100လောက်နဲ့မာပြီးတော့လမောင်းနောက်ကျွတ်သားကိုကြတော့100ပေါင်းပေါင်းလောက်နဲ့မာနေလို့ရှိရင်ပေါင်း100လောက်တဲ့မာတဲ့လမောင်းရှိကျွတ်သားအကြီးဖြစ်ပြီး100ပေါင်းလောက်တဲ့မာတဲ့လမောင်းနောက်သားသေးနေလိမ့်မယ်အဲ့ဒါဆိုရင်အချိုးအစားမငြိညာတော့ ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ပြီးတော့ဘလားတော့ကြီးတဲ့ထဲမှာ ပါမယ်ဒါပေမဲ့ဘယ်သောအခါမှချန်ပီယံဖြစ်မှာမဟုတ်ဘူးဘယ်သောအခါမှနော်လူတွေအကြလွယ်ခန္ဓာကိုယ်ရှိမှာမဟုတ်ဘူးနော်အဲ့တော့လေ့ကျင့်ခန်းလုတ်ချင်တယ်လို့လုတ်ပြီးတော့ဗလားထွက်တယ်အလေးမရရင်ထွက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အားကစားယုံနေမှာနိုင်ငံတကာအားကစားယုံနေရောမြန်မာပြည်ရဲ့အားကစားယုံနေမှာဂျင်းထရိနာဆိုတာမရှိတော့ဘူးဘာကြောင့်လဲဂျင်းနဲ့တော့ကိုကြိုက်တဲ့အလေးကိုမကျင်တယ်လို့မှ ဘလာထွက်လာမှာပဲလေဘာဖြစ်လို့ဂျင်ထရိနာရေထားနေမှာလဲအလုတ်ရှုပ်တယ်ပတ်ဆက်ကုန်တယ်မထားနဲ့ပေါ့နော်အဲ့တော့မဂျင်တယ်လို့မလို့မထွက်လို့ပညာရှင်တွေရှိမှာလေးလာရစီးဘူးရနော်မေးမြန်းရတာနော်အဲဒါလိုပဲတခြားဟင်းချစ်တာလဲဒီတိုင်းပဲနော်ချစ်ချင်တယ်လို့ချစ်လို့ဟင်းကောင်းတစ်ဖွဲ့မဖြစ်ဘူးနော်ဒီအလှပြင်မိတ်ကပ်ပညာရှင်တွေတဲ့မဲ့ပြင်ရင်တယ်လို့ပြင်လိုက်လို့လှမလာဘူး နော်တောင်ရလုပ်ငန်းလုပ်တယ်စိုက်ပျိုးခြင်းဆိုစိုက်ပျိုးသလိုစံစဘာကောင်းထွက်မလာဘူးနော်ကားကားပေါ်တက်ပြီးမောင်းခြင်းသလိုမောင်းလှိမ့်ခြင်းသလိုလှိမ့်လို့ဖြောင်းဖြောင်းတန်းတန်းခရီးမရောက်ဘူးဆိုလိုတာကဝိမယင်ဗလားထွက်တာပဲဆိုတဲ့ဟာမှန်ပေမဲ့လှလှပပအန်တရေကင်းကင်းသူများငေးမောအကြလောက်တဲ့ခန္ဓာကိုယ်ပိုင်ရှင်တော့ဖြစ်လာမှာမဟုတ်ဘူးတခုတော့ရှိတာပေါ့ဆယ်ခွေးတစ်ခွေ့တန်ကောင်းထောက်မှဆိုရနဲ့အဲ့လိုလူထဲမှာ လူ10ယောက်အယောက်တစ်ထောင်ထဲမှာတယောက်လောက်တော့မျိုးရိုးဗီဇာအရန်အားကောင်းလို့ကြည်ကောင်းရင်ကြည်ကောင်းပါပေါ့မဟုတ်လို့ကတော့เนาะကျွန်တော်တို့လို့ဘာမှခနာကိုအချိုးစားမရှိတဲ့တောသားဘဝတည်းအဲ့လိုမကျင်တာမလှုပ်ချင်တာလှုပ်မယ်ဆိုလို့ရှိရင်တော့ကြီးမှန်းချက်ခနာကိုကဝေးနေအောင်ပါပါเนาะအဲ့တော့အကုန်လုံးကိုခြုံငုံပြောပြီးတော့ပြောလို့ရှိရင်အခုဒီ ညီလေးမေးထားသလိုပဲမိကွန်းလေးကအရန်လဲအထိတ်ပဲရှိတယ်ကျွန်တော်အနေနဲ့ဖြေရတာလဲအစင်ပြေတယ်နော်အဲ့တော့အခုကျွန်တော်တို့ဟိုဒီလက်မှတ်ကိစ္စပေါ့နော်ကျွန်တော်အပ်ပေးတယ်နော်ဘာမှအတွေ့အကြုံမရှိရတဲ့စာရင်တန်းတန်းနေတက်နော်ပညာရှင်တွေစီမှာ စာတွေပဲဖြစ်ဖြစ်လက်တွေပဲဖြစ်ဖြစ်လေ့လာစီဘူးပါအားပေးပါတယ်ကျွန်တော်ကြတော့ ဒီဟာတွေအပိုင်းတွေပဲကျွန်တော်နဲ့ကတိတ်ပြီးတော့မသက်ဆိုင်တော့ဘူးကျွန်တော်ကအာကစားသမားဘဝနဲ့ဂျင်းနီးပြလောက်တာဆိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါတွေကမလိုအပ်တာဖြစ်တဲ့အတွက်ဘာလက်မှတ်မှာ ကျွန်တော်ကသွားယူမှာမဟုတ်ဘူးเนาะဒါရင်နဲ့ဒီနေ့ခင်ညီငယ်တွေကတော့လောက်ပါဒါရင်တခုတော့ရှိတာပေါ့เนาะကျွန်တော်တို့ဟိုဟာဟိုပညာရှင်တွေပြောသလိုပဲစီးပွားရေး ဘွဲ့လက်မှတ်ရတာနဲ့ပဲစီးပွားရေးလုပ်ငန်းရှင်ကြီးတော့မဖြစ်သေးဘူးเนาะတကယ်စီးပွားရေးလုပ်ငန်းရှင်ကြီးတကယ်နိုင်ငံတကာနိုင်ငံရဲ့เนาะတော်တန်းဝင်တထေးဖြစ်ဖို့ဆိုတာက အရန်ကိုစူးစမ်းကြရအောင်ပါเนาะဒီလက်မှတ်တစ်ခုနဲ့လုပ်လို့အဲ့တော့ကျွန်တော်တို့ကြည်ချင်းတော့ကမှလည်းပိန်လာလက်မှတ်ရှိတယ်ခုနဲ့တော့ဘဝကဖြစ်လာမှာမဟုတ်သေးဘူးเนาะစာပေပြီးလက်တွေစူးစမ်းရအောင်လက်တွေပြီးလုပ်ငန်းဝင်ပါလူပေါင်းများစွာရဲ့เนาะကျွန်တော်တို့ ကွန်ပလိန်ပေါ့နော်ဖြေရပါတယ်အများကြီးပဲဘာဖြစ်လဲကျွန်တော်ဒီနေ့ဒီနေ့ခေတ်ညီငယ်ညီမတွေတွေကိုလည်းနည်းနည်းအားပေးခြင်းနဲ့ဘာလို့အားပေးခြင်းဆိုတော့ဟိုအသက်အရွယ်ကျွန်တော်တို့ပုံကိုယ်ရအောင်ပါဒီနေ့အချိန်ထိအရက်ခံနေရတော့နော်အဲ့တော့အခုဒီနေ့ခေတ်ညီငယ်တွေဆိုလို့ရှိရင်ပို၍စိုးမယ်ဘာကြောင့်လဲဆိုတော့အခုဂျင်းကစားတဲ့သူတွေဟိုတုန်းကလို့နော်ဟိုဘာမသိညာမသိတွေမဟုတ်တော့ဘူးအင်တာနက်ခေတ် YouTube ခေတ် ဂျင်းတော်မကစားသည်ဟုရောက်လာတာနဲ့နော်ဆရာ try set ကဘယ်လိုဖြစ်လဲ by set ကဘယ်လိုဖြစ်လဲ check ကဘယ်လိုဖြစ်လဲအကုန်သိနေပြီဆိုတော့လေအဲ့လောက်ထိအောင်ဒီနေ့ခက်ပြင်ပဂျင်းကစားတဲ့သူတွေကနော်ကျက်သားတွေရဲ့အခေါ်ဝေါ်လေးကျင့်မှုရဲ့အခေါ်ဝေါ်လေးကျင့်ခန်းရဲ့နော်အနေထားတွေကိုတော်တော်လေးသိထားတာတွေတွေ့တယ်လို့အစားအသောက်ပိုင်းဆိုင်ရာတွေလည်းတော်တော်လေးနားလည်ထားရှိအဲ့တော့ဒီကနေ့ခက်မှာ တော်ရုံတန်ရုံနဲ့တော့ဂျင်ထရိနာဆရာကောင်းတယောက်မဖြစ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့အရန်ကိုခင်မီဖွံ့ဖြိုးတိုးတက်တော့ကာလာလေးတစ်ခုဖြစ်လာတာဖြစ်တဲ့အတွက်နော်အဲကျွန်တော်ရဲ့ညီငယ်ညီမငယ်တွေရာသမျှလက်မှတ်လဲယူပါရာသမျှဘဝအတွေ့အကြုံလဲရှားပါရာသမျှပညာရှင်တွေရှိမှလဲပညာရဲ့တွေလေ့လာစီးပါလို့ကျွန်တော်ကပြောဆိုရင်လုပ်ဆက်ကြပါတယ်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါဗျာ Thank you.